ဲ့တော့မနေ့ကကျွန်တော်ရဲ့ဟောပြောဝဲတစ်ခုမှာအဲလူငယ်တယောက်ကမေးတယ်မေးခွန်းပေါ့နော်ကျွန်တော်စိတ်တက်ကြနေတယ်ဘယ်လိုလုပ်ရမလဲဆိုတော့မေးခွန်းလေးကိုဒါစိတ်တက်ကြနေတဲ့သူတွေရှိရင်လည်းအကျိုးရှိအောင်လို့ကျွန်တော်ဖြေကြပေးမှာဖြစ်ပါတယ်အဲ့တော့အခုကြည့်နေတဲ့ကျွန်တော်မိတ်ဆွေတွေမှာစိတ်တက်ကြနေတဲ့သူတွေရှိပါလားရှိရင် comment မှာရေးပေးပါ ော်စိတ်သက်ကြပြီဆိုရင်ဒါပထမအဆုံးကိုစိတ်သက်ကြရဲဆိုတာသိပြီးတော့စိတ်သက်ကိုပြန်ကောက်ဖို့လိုတယ်နော်ကျွန်တော်တို့ဒီမှာဘောပန်လေးတစ်ချောင်းတော့ကျွန်တော်တို့အောက်ပြုတ်ကြသွားရင်ပြန်ကောက်သေးတာစိတ်ကဘဝမှာကျွန်တော်တို့ပိုင်ဆိုင်ထားသမျှအရာတွေထဲမှာတန်ဖိုးအရှိဆုံးဖြစ်တယ်အဲ့တော့စိတ်သက်ကြတာလူပဲကြမှာပဲပြန်ကောက်ဖို့လိုတယ်ကျွန်တော်တို့ဖုန်းတွေပါလေကင်ထားရတော့မှအောက်ပြုတ်ကြသေးတာပဲဖုန်းတစ်ခါမှလွတ်မကျဘူးတဲ့သူရှိလားမရှိတော့ဘူးဟုတ်တယ်မလားဖုန်းကင်နေတဲ့တန်တန်းတောင်မှာကိုဖုန်းဆိုတာလူတွေတန်ဖိုးထားပြီးခိုင်တာပဲဒါပေမဲ့တော့ပေါက်ရကြတာရှိတယ်တခါတလေ delay ရောက်ပြီးတော့ပြုတ်ကြတာရှိတယ်စိတ်က ျွန်တော်တို့ပြုတ်ကြနိုင်တာပေါ့အဲ့တော့အဲ့ဒါကိုပြုတ်ကြတာသိရစိတ်ကြပြန်ပြန်ကောက်ဖို့လိုတယ်စိတ်တက်ကြတာအပြစ်မဟုတ်ဘူးတတလုံးစိတ်တက်ကြလို့တော့မရဘူးကျွန်တော်တို့ရီစာပြစ်သွားတယ်တရက်စိတ်တက်ကြနှစ်ရက်စိတ်တက်ကြသုံးရက်စိတ်တက်ကြပေါ့ဗျာခုနှစ်ရက်လောက်တော်ပြီပေါ့ဟုတ်တယ်မလားပြီးရင်နောက်တစ်ယောက်ထက်ရှာပေါ့တတလုံးစိတ်တက်ကြလို့ကတော့ဘယ်ဖြစ်မလို့ကျွန်တော်တို့ဒါကြောင့်ကျွန်တော်ခဏခဏပြောအသေးကွဲတယ်လို့ပြောတယ်ဟုတ်လားကျွန်တော်တို့ကအသေးကွဲတယ်ဆိုတာ तू ကဝမ်းနေရမှာကိုကဝမ်းနေရမှာမဟုတ်ဘူးဘာဖြစ်လို့လဲကိုချစ်ရတာနဲ့ကိုထားသွားတယ်ကိုကောင်းပါလေဟုတ်တယ်ထားရတာဘာဖြစ်လဲ तू ကကဘာပေါ်မှာ သူ့ကိုချစ်တဲ့သူတယောက်ဆုံးရှုံးသွားတာဟုတ်လားကိုကကဘာပေါ်မှာကိုကိုမချစ်တဲ့သူတယောက်ဆုံးရှုံးသွားတာဘာမှဝမ်းနေစရာမရှိဘူးကျွန်တော်ခဏခဏပြောဟုတ်ပြီထားပါတော့ဒါဆိုရင်ကျွန်တော်တို့ကစိတ်သက်ကြပြီဆိုရင်စိတ်သက်ကိုပြန်ကောက်ဖို့လိုတယ်စိတ်သက်ကိုပြန်ကောက်တဲ့အချိန်မှာလူချင်းတို့ခင်ဗျာဘဝဆိုတာလူချင်းတို့ဘလို့ယူဆထားပါသလဲကောင်းမွန်မှာတစ်ချက်လောက်ရေးကြည့်ပေးပါတချို့ကဘဝဆိုတာတိုက်ပွဲလို့ပြောတယ်ဟုတ်လားဘဝဆိုတာတိုက်ပွဲဆိုတာလူချင်းတို့လက်ခံတာလက်ခံနေရေးကြည့်ဒါမှမဟုတ်လူချင်းတို့ဘဝဆိုတာဘာလို့လူချင်းတို့ထင်ပါလဲကောင်းမွန်မှာရေးကြည့်လိုက်ကျွန်တော်ခဏဆောက် ကျွန်တော်တို့ခင်ဗျာဘဝဆိုတာပြိုင်ပွဲဖြစ်ပါတယ်တိုက်ပွဲမဟုတ်ပါဘူးတိုက်ပွဲလို့ပြောလို့ကတော့တိုက်ပွဲမှာနိုင်တဲ့သူလည်းရှုံးတယ်ရှုံးတဲ့သူလည်းရှုံးတယ်ဟုတ်လားတိုက်ပွဲလို့ပြောရင်လူတွေရဲ့အသက်တွေစည်းရတာအဲ့တော့ဘဝဆိုတာပြိုင်ပွဲဖြစ်တယ်အဘဝကစားပွဲဖြစ်တယ်အဲ့တော့ဘဝကစားပွဲဟာကစားတဲ့သူတွေအလုံးနိုင်အောင်ကစားရတာအဲ့တော့ဘဝကစားပွဲမှာကျွန်တော်တို့ဘာတွေနဲ့ကစားရလို့ထင်တယ်ဘဝကစားပွဲမှာဘာတွေနဲ့ကျွန်တော်တို့ကစားရလို့ထင်တယ်ကောမန့်မှာရေးကြည့်ပါဦး ဘဝကစားပွဲဘဝပြိုင်ပွဲမှာကျွန်တော်ကစားရတာကပြဿနာတွေနဲ့ကစားရတာဖြစ်တယ်လူချင်းပြဿနာဘလောက်များများကိုကင်တွေဖြေရှင်းနိုင်လဲဆိုတာလူချင်းဘဝအောင်မြင်မှုနဲ့ဓာတ်ရဲ့အချိုးကြတယ်လူချင်းဘဝမှာဘလောက်ထိစိတ်တက်တွေကြဘူးသလဲဆိုတာလူချင်းဘဝရဲ့အောင်မြင်မှုနဲ့ဓာတ်ရဲ့အချိုးကြတယ်အဲ့ဒါကိုကောင်းကောင်းသိဖို့လိုတယ်ဘဝလို့ဖြစ်တာနဲ့ပြဿနာဆိုတာတွန်တွဲပါတယ်ဘဝမရှိပြဿနာမရှိဘူးဟုတ်တယ်အဲ့တော့ပြဿနာမလို့ချင်းဘဝကိုအစတည်းကမယူနဲ့အချိန်တိုင်းမှာပြဿနာရှိတယ်အခုကြည့်နေတဲ့သူတွေထဲမှာပြဿနာတစ်ခုမှမရှိတဲ့သူလက်ရှိကိုယ့်ရဲ့ဘဝထဲမှာပြဿနာတစ်ခုမှမရှိတဲ့သူရှင်ကောမန့်မှာရေးပါ တရားမှမရှိဘူးဝင်ရေးရင်လည်းအကလုံးထွက်တာပြေတော့အဲ့ဒါလူမဟုတ်တော့တရေပဲတရေတော်မှာပြဿနာနောက်ကနေလိုက်လာတာတရေကိုက်တွေမှာတွေ့ရမှာတရေဖြစ်တာတော့ပြဿနာပေါင်း16000ဆိုတော့အဓိကအချက်ကကျွန်တော်တို့စိတ်တက်ကြပြီဆိုရင်ကိုယ့်ရဲ့စိတ်အခြေအနေကိုချက်ချင်းပြန်ပြီးထိန်းကြည့်ဖို့လိုတယ်လောကမှာအဲ့ဒီစိတ်တက်စိတ်စိတ်အခြေအနေကိုထိန်းကြည့်ဖို့ကအတွေးရထိန်းတာဖြစ်တယ်အဲ့လောကမှာဖြစ်သမျှအကြောင်းတရားတွေမှာဖြစ်သမျှအကျိုးတရားတွေမှာအကြောင်းတရားရှိတယ် ဒါမှကြီးစွာသောကျွန်တော်တို့ဘဝမှာအကြောင်းတရားတစ်ခုရှိတယ်ကျွန်တော်တို့ဘဝမှာဖြစ်နေတဲ့အကျိုးတရားတွေရဲ့ကြီးစွာသောအကြောင်းတရားတွေကျွန်တော်တို့ရဲ့အတွေးဖြစ်တယ်ဒီနေ့ထိတ်တဲ့အောင်မြင်တဲ့လုပ်ငန်းရှင်တို့သွားမေးကြည့်လိုက်အခုလိုရလက်တည်းအောင်မြင်မှုတွေဘာလို့တိဆောက်တာသူ့အတွေးရတိဆောက်ထားတာဒီနေ့ကျွန်တော်တို့ရဲ့ကျမ်းမာရေးအခြေအနေကျွန်တော်တို့ရဲ့အတွေးနဲ့အများကြီးဆက်ဆက်တယ်ကျွန်တော်တို့ရဲ့စိတ်အခြေအနေစိတ်ချမ်းသာလားစိတ်ဆင်းရဲလားအတွေးနဲ့ဆိုင်တယ်ကျွန်တော်ဒီနေ့ဘဝမှာပျော်ရွှင်နေလားမပျော်ရွှင်ဘူးလားအတွေးနဲ့ဆိုင်တယ်အဲ့တော့ universe စကြဝဠာတစ်ခုလုံးမှာကျွန်တော်တို့ထိန်းချုပ်လို့ရတာအပြည့်အဝထိန်းချုပ်လို့ရတာလည်းအဲ့ဒါပဲရှိတယ်အတွေး အဲ့ဒီအတွေးကကျွန်တော်တို့ဘဝရလက်တွေအများကြီးဖြစ်စေတယ်ဒီဒါကြောင့်စိတ်တက်ကြနေရင်အရေးကြီးဆုံးချက်ကစိတ်တက်ကြစီမှတွေကိုတွေးနေလို့စိတ်တက်ကြတယ်အဲ့ဒါတွေကိုချက်ချင်းရပ်ပါကိုစိတ်တက်ကိုပြန်တက်ကြစီမယ့်အရာကိုတွေးပါဘယ်လိုတွေးမလဲရှင်းရှင်းလေးပဲလူရယ်လို့ဖြစ်လာတာဟာစိတ်တက်ကြဖို့မွေးလာတာမဟုတ်လူရယ်လို့ဖြစ်လာတာမပြောမွှင်နေဖို့မွေးလာတာမဟုတ်လူရယ်လို့ဖြစ်လာတာစိတ်တက်တက်ကြပြီးတော့မှဘဝကိုပျော်ပျော်ရွှင်ရွှင်နဲ့ လောကကြီးကျိုးလူသားတွေရဲ့အကြောင်းအကျိုးကိုတည်ပိုးပြီးတော့မှဘဝကိုပျော်ရွှင်စွာခံစားနိုင်အောင်ကျွန်တော်တို့ဘဝဟာဖြစ်လာတာဖြစ်တယ်။ကျွန်တော်တို့ဘဝစိတ်တက်ကြပြီးတိမ်ငယ်ပြီးတော့နေပြီးတော့နေဖို့အတွက်မွေးဖွားလာတာမဟုတ်ဘူး။ဒီလိုကိုယ့်ကိုစိတ်တက်မြင့်မားစေမယ့်အတွေးတို့ချက်ချင်းတွေးပါအတွေးပြောင်းရင်စိတ်ခံစားမှုပါပြောင်းလဲသွားမှာဖြစ်ပါတယ်လို့ချစ်ခင်စွာညောင်းယူလိုက်ပါ။နောက်တစ်ခါစိတ်တက်ကြတိုင်းဒါလေးကိုပြန်ကြည့်ပါအတွေးတို့ပြောင်းပါစိတ်တက်ကိုပြန်ကောက်ပါအောင်မြင်မှုတွေကလူချင်းမျိုးကိုစောင့်ကြနေပါလေ။ ်တန်းတက်ချင်တဲ့သူတွေအတွက်လည်းတန်းအကြောင်းပြောမယ်စာအုပ်လက်ဆောင်လည်းဒီစစ်စစ်မှာပေးပါမယ်အဲ့တော့တန်းတက်ချင်တဲ့သူတွေကတော့ကျွန်တော်တို့ကျွန်တော်ကတလောက်တန်းတက်မျိုးပဲဖွင့်တယ်အခု7လပိုင်းပေါ် online ကတော့အပြင်အပြင်လူတွေကတော့17လပိုင်းရောက်သွားမယ်ဖွင့်မှာကတော့ကျွန်တော်ရဲ့၄လတစ်ကြိမ်လောက်ပဲဖွင့်တယ် certificate in general business management CYE စီမံခန့်ခွဲမှုဆိုင်ရာသင်တန်းဖြစ်ပါတယ် CYE စီမံခန့်ခွဲမှုပညာအခြေခံကနေစတင်လေ့လာခြင်းနဲ့လူကြီးလူငယ်မြို့သူမျိုးစုတက်နိုင်တယ် online ကသင်မှာဖြစ်တယ် မြန်မာလိုသင်ပါဖြစ်တယ်မပြည့်အောင်သင်ပေးမယ်အဲ့တော့ management ပညာနဲ့အောင်မြင်ခြင်းနဲ့တူတိုင်းဒီသဏ္ဍာန်ကိုတက်ရောက်နိုင်တယ်ဘယ်သူသင်မလဲဆိုတော့ကျွန်တော်ကိုယ်တိုင်သင်ပါဖြစ်တယ် online သင်မဲ့ပုံစံကတော့သင်တန်းစတင်မှာဆယ်လပိုင်း28ရက်နေ့အင်္ဂါနေ့ဖြစ်တယ်အခုလ28ရက်နေ့ online ကနေသင်ပါဖြစ်တဲ့အတွက်ဘယ်ဒေတာမှမဆိုတက်နိုင်တယ်နေ့စဉ် recorded video တွေကို Facebook group မှာတင်ပေးမယ် Facebook ကြည့်ဖို့အခက်အခဲရှိတဲ့သူတွေအတွက် Telegram private channel မှာလည်းကျွန်တော်ပြန်တင်ထားပေးမှာဖြစ်တယ် တဏ္ဍကလာတလပြီးသွားလို့ assignment ဆောင်ရရင် certificate ကို email ကနေပေးဖို့ပေးမယ်။ဒါနေ့စဉ်ကြည့်ရမယ့်ဟာကိုပြောတာ။အပတ်စဉ်တနင်္လာနေ့ည၈နာရီတိုင်းနဲ့ Zoom ကနေ live တင်မယ်။တစ်ခါတင်၃နာရီလောက်ကြာအဲ့ဒီမှာသင်ခန်းတင်တာမဟုတ်တော့ဘူးမေးခွန်းတွေဖြေပေးတာ။တအူးချင်းမေးတဲ့မေးခွန်းတွေကိုဖြေပေးမယ်။အဲ့တော့တဏ္ဍတက်နေတဲ့လူချင်းတို့ကျွန်တော်ရင်းနေနေမေးခွန်းမေးမြန်းနိုင်တဲ့ group ကိုချင်မှရအောင်ဆောင်ရပေးတာဖြစ်တယ်။အဲ့ဒီ live လည်းမတက်နိုင်မပူနဲ့။နောက်ရမှာ၃နာရီတင်နေဆို၃နာရီစာလို့ recorded video ကို Facebook group ရော Telegram private channel မှာတင်ထားပေးမယ်။ ဲ့တော့အလုတ်တစ်ဖက်နဲ့သူတွေလည်း AAC ကြိုက်တဲ့အချိန်ပြန်ကြည့်နိုင်တယ်လို့တင်နန်းကာလာတလာပြီးသွားတဲ့အချိန်တော့နောက်6လတနည်းလောက်ထိကျွန်တော်တို့ group ကိုမဖြတ်ပေးထားရပြီးမှဖြစ်တဲ့အတွက်အထက်တဲ့ကိုစိတ်ကြိုက်ပြန်ပြီးလေ့လာနိုင်မယ်တင်နန်းတစ်ခုဖြစ်ပါတယ်အပြင်လူတွေတက်ချင်တယ်ဆိုတော့ကျွန်တော်အခုရောက်နေတယ်တော်ဝင်စင်တာ3လာမှာရှိတဲ့ Elmer တင်နန်းကြောင်းဒီခန်းမာထဲမှာတင်မှာဖြစ်တယ်ဒီခန်းမာထဲမှာတင်မှာဖြစ်တယ်တောင်ဂူရုံးဖြစ်တယ်ဒုတိယမြန်မာနိုင်ငံတော်ဂုံပြူရိမဲ့ခေါ်တာဒီတောင်ဂူရုံးထဲမှာကျွန်တော်နဲ့တူတင်မယ်အဲ့တော့ခုံတွေကိုကြည့်ကြည့်လိုက်ခုံတွေကိုကြည့်ကြည့်လိုက်ကျွန်တော်တို့ ကျွန်တော်ကဟောပြောပွဲဆိုလူ900တထောင်နဲ့ပြောတင်တန်းဆိုရင်ကျွန်တော်လူအနည်းငယ်နဲ့ပဲတိတ်တိတ်ဆက်ချာကျွန်တော်နဲ့ဆွေးနွေးလို့ရအောင်တင်ကြတာဖြစ်ပါဒါကြောင့်မြန်မြန်အပ်ထားဖို့တော့လိုတယ် तू ကလူပြေတော့မယ် तू ကတော့17လပိုင်းရောက်သွားမယ်17လပိုင်း1ရက်နေ့နဲ့2ရက်နေ့စနေတိုင်းနေ့နေ့ရက်မှာမနက်7:00နာရီကနေညနေ6:00နာရီထိရန်ကုန်မြို့ပြည်လန်းတောင်ဝင်းဆန္ဒ3လာကျွန်တော်တို့ Amazon တန်းကျောင်းမှာကျွန်တော်နဲ့ရင်းနှီးချစ်ခင်စွာတွေ့ဆုံပြီးတက်ရောက်မှာဖြစ်တယ်အဲ့တော့တန်းတက်ချင်းရင် online မှာဖြစ်ဖြစ်အပြင်မှာဖြစ်ဖြစ်မြန်မာပြည်ကသူတွေကတော့နာမည်ရဖုန်းနံပါတ်ရ comment မှာမရေးနဲ့ messenger message မှာရေးပါကျွန်တော်တို့ team ကဆက်သွယ်ပေးမယ်အခုအစီအစဉ်ကိုကြည့်တဲ့သူတွေက online ကပထမအဦးဆုံးအယောက်100အပြင်ကပထမအဦးဆုံးအယောက်30ကို10% discount ကျွန်တော်တို့ဆက်ပေးထားတယ်ဆိုရယ်တရင်ကောင်းပါလို့ပါတယ်အဲ့10%လူကြီးပြည့်တော့မယ်နော်မြန်မြန်အပ်ဖို့လိုပါတယ်နောက်မှ discount မရရင်မပြောနဲ့နော်နောက်တစ်ခုကတော့ နိုင်ငံခြားသူတွေကတော့နိုင်ငံခြားကပါတန်တန်းတက်ချင်ပါလို့ရေးထားပေးပါဒါဆိုငွေလွှဲရမယ့်အကောင့်တွေကျွန်တော်ပြန်ပို့လိုက်မယ်ငွေလွှဲပြီး screenshot ပို့လိုက်ရင် group ထဲဝင်လို့ရအောင်ဆောင်ပေးမှာဖြစ်ပါတယ်ဒါကြောင့်စီမံခန့်ခွဲမှုပညာကိုအသုံးပြုပြီးအောင်မြင်မှုကိုတိစောက်ချင်တဲ့သူတိုင်းနဲ့စီဝါရေးစီမံခန့်ခွဲမှုဆိုင်ရာတန်တန်းမှာတွေ့ကြပါမယ်ဒီ season ကြည့်တဲ့သူတွေအတွက်လည်းကျွန်တော်စာအုပ်ငါ့ကိုလက်ဆောင်ပေးမှာဖြစ်တယ်အဲ့ဒီ season မှာပါဝင်ရင်ကျွန်တော်အခု video file လေးကိုမျှဝေလိုက်ပါမျှဝေပြီးသွားရင် comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးထားပါအဲ့ဒီထက်ငါ့ဥကိုရွေးချယ်ပြီးကျွန်တော်ရဲ့မေတ္တာအားသာချက် စံတတီထွန်းစွာအောင်မြင်ခြင်းတင့်ကောင်းမှာတရဖူစောင်းနိုင်ဖို့ကိုယ်ရီကိုသိမြင်မစွာအောင်မြင်ခြင်းနဲ့မြန်မာနီးမြန်မာဟန် marketing စာအုပ်၅အုပ်ကိုတယောက်ကိုတအုပ်နှုံးနဲ့ကျွန်တော်အမှတ်တရလက်မှတ်နဲ့တူအိမ်တိုင်ရာရောက်လက်ဆောင်ပေးပို့ပေးမှာဖြစ်ပါတယ်လို့သတင်းကောင်းပါလို့ပါတယ်အခုပဲပြဿနာတွေကို စိတ်တက်မကြပဲမြင်မာတဲ့စိတ်တက်နဲ့ရင်ဆိုင်ပြီးအောင်မြင်မှုစီကိုခြေတက်လိုက်ကြပါစို့ we must walk together we must build our nation